ိုက်ပွဲသတင်းနဲ့စပါမယ်။တအဲတက်မတော် TNL စုပ်ခွာသွားတဲ့မန္တလေးတိုင်းထက်ကမိုးကုံမြို့နဲ့ရှယ်ပြည်နယ်မြောက်ပိုင်းမူမိန်မြို့နယ်တို့ရဲ့မြို့ပြင်နေရာတွေမှာစစ်ကွန်မရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ နိုဝင်ဘာလ29ရက်နေ့ကစလို့မူကုံမြို့ထဲဝင်ရောက်လာခဲ့တဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တထောင်လောက်ဟာဒီကနေ့မှမြို့ပြင်အနောက်ဘက်နေရာတွေထိတိုးလာတာကြောင့် PDF ပူပေါင်းတပ်တွေနဲ့ညနေပိုင်းကစပြီးတိုက်ပွဲတွေစတင်ခဲ့ပါတယ်။တိုက်ပွဲဟာညဘက်အထိဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်စစ်ကောမရှင်ရင်တန်းဟာမူမိတ်မျိုးဖက်ကိုဥတီလာပြီးမူမိတ်မျိုးပြင်ဘက်မှလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတယ်လို့မြင်ပြင်သတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲတွေကြောင့်စစ်တပ်ရဲ့လေရင်တွေဟာမူးကုန်းနဲ့မူးမိတ်ဖက်ကို ပြန်တန်းနေပြီးလေကြောင်းတတိပေးတန်တွေလည်းထွက်ပေါ်နေပါတယ်။ TNL စုတ်ခွာပြီးနောက်တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုရဲဆိုရိတ်မှုတွေကြောင့်မြို့ခတ်၃ပုံ၂ပုံကဘေးလူရာကို ထွက်ပြေးသိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မြဝတီဖက်ချံကတိုက်ပွဲကနေမြန်မာဖက်ကလက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံပိုင်နဲ့ထဲကြားရပောက်ကွဲခဲ့တာကြောင့်နယ်စပ်ကုန်သွယ်ရေးလေဆိပ်တွေအားလုံးကိုထိုင်းအာဏာပိုင်တွေကပိတ်လိုက်ပြီးဖြစ်ပါတယ်။ နေဆက်ကုတ်တော်ရေးလေစိတ်တွေအလုံးကိုထိုင်းအာနာပိုင်တွေကယာယီပုံစံမျိုးနဲ့တပတ်ပိတ်လိုက်တာလို့နေဆက်နေမြန်မာတယောက်ကပြောပါရီဒီပြစ်စင်ဟာနိုဝင်ဘာလ30ရက်နေ့ကထိုင်းနိုင်ငံမဲဆောက်မြို့နယ်မက်ကူကင်းရွာထက်ကိုမြန်မာဘက်က60မမမော်တာကြီး၅လုံးကြားရောက်ပောက်ကွဲခဲ့တာပါဒီပောက်ကွဲမှုကြောင့်အိမ်ကားနေထိုင်တဲ့မြန်မာနိုင်ငံသားကလေးငယ်တယောက်နဲ့အမျိုးသားတယောက်ဒဏ်ရာရခဲ့ပြီးနေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ် ။ဒဏ်ရာရသူတွေကို စေကူတပေးနေပြီးအသက်အန္တရာယ်ဆိုးရိမ်စရာမရှိဘူးလို့ထိုင်းစစ်တပ်ကအတည်ပြုပါတယ်။ထိုင်းပိုင်နဲ့တဲ့ကြည်ကြရောက်ပြီးတဲ့နောက်ထိုင်းစစ်တပ်ကတုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ထိုင်းနေချာဆောက်တပ်ဖွဲ့ဝင်တွေကမီခိုးဘုံ120မမလက်နဲ့ကြီးကြီးတွေနဲ့တိုက်ပွဲဖြစ်နေတဲ့မြန်မာဖက်ချန်နေမြေအလယ်လောက်ကိုပြစ်ခတ်ပြီးတတိပေးခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ ီဖြစ်စဉ်တွေကြောင့်ချီချီရဲ့အမတ်တဲ့တဒါကလွဲရင်မြန်မာထိုင်းကုတ်ပြည်စီပို့နေတဲ့လေဂိတ်တွေအားလုံးကိုဒီဇင်ဘာလ3ရက်နေ့ကစပြီး9ရက်ပိတ်လိုက်တာလို့ဆိုပါတယ်။ထိုင်းနယ်စပ်မှာဖွင့်လှစ်ထားတဲ့လေဂိတ်ပေါင်းအနည်းဆုံး33ခန်းရှိတယ်လို့နယ်စပ်သတင်းလေ့လာသူတွေကပြောပါတယ်။လက်ရှိမှာတော့မြဝတီနယ်ဆက်တောက်ပိုင်းမှာစစ်ရေးတင်းမာမှုတွေဆက်ဖြစ်နေပြီးထိုင်းဘက်ကလည်းနယ်ဆက်တလျှောက်လှုပ်ချော်ရေးတင်းကျပ်ထားပါတယ် မင်းလက်ပင်ရွာထဲဝင်နိုင်ဖို့စစ်ကော်မရှင်တပ်က drone တွေအပါအဝင်လက်နက်ကြီးတွေဆက်တိုက်ပစ်ကူပြီးအင်အားအလို့အရင်နဲ့ထိုးစစ်ဆင်နေတာကြောင့်ဒီဇင်ဘာလ3ရက်နေ့အထိတော်လန်ကြီးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ် ကွန်မရှင်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ရုတ်တန့်ဇက်လန်ကိုလူမှုကွန်ရက်မှာဝေဖန်ခဲ့တဲ့ဒရိုက်တာနဲ့တရုတ်ဆောင်9ယောက်ကိုစစ်ကွန်မရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ထောက်တန်း9နှစ်စီချမှတ်လိုက်ပါတယ်။ထောက်တန်းချမှတ်ခံရသူတွေကတော့ဒရိုက်တာမိုက်တီ၊ဒရိုက်တာဇက်ဘျူထွန်းတက်လွင်၊ဒရိုက်တာအောင်ချန်းလူ၊တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ဖြစ်ပါတယ်။ သူတို့၅ယောက်စလုံးကိုပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းသက်ဆိုင်ရာမြို့နယ်တရားရုံးတွေကနေရွေးကောက်ပွဲကာကွယ်ရေးဥပဒေရဲ့အမြင့်ဆုံးပြည်ထောင်ဖြစ်တဲ့ထောက်တန်း9နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။ တဒီမြင့်တွေရဲ့ပြောပြချက်အရအမိတ်ချမှတ်တဲ့လုပ်ငန်းစဉ်ဟာရုံချိန်တစ်ချိန်ထဲနဲ့ပြုလုပ်ခဲ့ပြီးတရားဥပဒေအရခုခံပိုက်ခွင့်တွေမရရှိခဲ့ဘဲအထက်အဖွဲ့အစည်းရဲ့အမိတ်တိုင်းချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီအမှုပညာရှင်တွေဟာစစ်ကောင်စီရဲ့ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါရဖြက်ဇက်လန်ကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့လို့ဖန်ဆီးခံရပြီးအခုလိုအေးအေးယူခံရတာဖြစ်ပါတယ်။ AAPP ရဲ့အချက်လက်အရရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖန်ဆီးခံထားရသူဟာ89ယောက်အထိရှိလာပြီဖြစ်ပါတယ်။စစ်ကောင်မရှင်ကရွေးကောက်ပွဲမဲပေးဖို့ဆိုပြီးပုံမှန်905ကကြီနဲ့ဖန်စီခံထားရသူတချို့ကိုပြည်ထောင်စုပေါ်လွတ်ပေးခဲ့တာဟာဟန်ပြတဲ့တဲ့ပဲဖြစ်တယ်လို့နိုင်ချင်းအရေးအကူအညီပေးသူတွေနဲ့မိသားစုဝင်တွေကပြောပါတယ် စစ်ကွန်မရှင်တပ်ဟာပုံမှန်905ကကြီနဲ့ထောက်ချခံထားရသူ3000ကျော်ကိုပြည်တံ short pop ပေးကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒီထဲမှာပါတဲ့သူအများစုဟာလူရဲ့ပြစ်ခါနီးသူတွေနဲ့ပြည်တံနယ်ပါသူတွေပဲပါဝင်တာကြောင့်ဒေါ်စန်စုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအများစုအတွက်တည်ရမှုမရှိဘူးလို့ AAPP ကပြောပါတယ်။ပုံမှန်905ကကြီတစ်ခုထဲနဲ့ထောက်ချခံရသူ924ယောက်ပဲလူမြောက်ခဲ့တာဖြစ်ပြီးပုံမှန်တွေအများကြီးနဲ့ဆွဲချက်တင်ခံထားရတဲ့ ူ2363ယောက်ကတော့ကျန်တဲ့ပုံမှန်ရီကြောင့်ထောက်ထဲမှာဆက်ရှိနေအောင်မှာဖြစ်ပါတယ်။ဒီလိုခွဲခြားလွတ်ပြီးတာဟာမျှတမှုမရှိဘူးလို့နိုင်ချင်းအရေးအကူအညီပေးသူတွေနဲ့မိသားစုဝင်တွေကပြောပါတယ်။ စစ်ကောင်မရှင်သက်ဟာပုံမှန်905ကကြီနဲ့ဝရန်ထုတ်ခတ်ထားရသူအယောက်9580ရဲ့အမှုကိုလည်းပိတ်သိမ်းပြီးလိုက်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ AAPP ရဲ့အချက်လက်တွေအရနိုင်ငံရေးအကျဉ်းသားထောင်ထဲချီဟာပြင်းထန်တဲ့ပုံမှန်တွေနဲ့ဆက်လက်အကျဉ်းချခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။